ကဲဆရာမိတ်ဆွေများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့နော်အဲမနေ့ညနေလည်းဆရာမတင်ပြဘူးဘာဖြစ်လို့လဲဆိုတော့ဟိုးမှာနာရီးရှိတယ်လေအဲနာရီးကိစ္စတွားနေတော့အဲပြန်လာတော့လည်းအချိန်ရလင့်သွားတော့မတင်ပြလိုက်တာဟိုးမှာနာရီးမဖုံးပါသွားတယ်ဟာဖုံးခွန်းနေတော့အဲဖုံးနေကြည့်လိုက်တာတအောင်တွေ့တယ်ဘာတွေ့လဲဆိုတော့တုံးတုံညာဆိုပြီးတော့တစ်ခွက်တွေ့တယ်နော်အဲ့ဒါနဲ့အဲ့ဒါလေးပဲကြည်ထားပြီးတော့ ကဲပြန်တော့လေမိတော့လေလုံမပေါ့နော်မိတော့လေနေပေါ့ဆိုပြီးနေလိုက်တာပြန်လာတော့မမိဘူးလေဟိုမှာတရားနာဟဲ့ဘာအတူတူချိုးတချက်ပြီးတော့မှပြန်လာလိုက်တော့မင်းမမိတော့ဘူးတော်သေးတယ်နော်တင်လိုက်လို့တင်လိုက်ပြီလို့ရှိရင်လေအဲ့တော့ပြန်ကြနဲ့တိုးတော့အဲ့တော့ရွာလေအောင်မယ်အဲ့တော့မနေ့ကမျော်မယ်လို့ဆရာပြိတ္တတွေမျော်လင့်နေမယ်လို့လည်းဆရာထင်တယ်နော်တချို့ပြောညနေပိုင်းတင်ပြီးပါအောင်လို့မကောမတ်လေးတွေမှာဆရာတွေးမိတယ်ဆရာလေးအဲ့တော့ ဘလို့မှတော့မအောင်မိနဲ့လို့နော်ညာလဲအကောင်းဆုံးတော့ကြိုးစားပြီးနေပါလေဟုတ်လားကဲဒါဆိုရင်အခုဒီနေ့မနေ့26ရက်3လနော်ဒီနေ့မနေ့မှာဆိုရင်ကြက်ဒီလိုပြရမယ်လीဒီလိုတင်ပေးမယ်နော်အဲ့တော့ तू ကခဏန်းကဒက်၅ခွက်ထွက်မယ်ဒီမနေ့ဘာလို့ဆို site က၄မျိုးရှိနေတယ်နော် site ၄မျိုးကို၄မျိုးလုံးစီပြပေးမယ်အဲ့ဒါကြိုက်တဲ့ site ကိုမိတ်ဆွေတို့၃ခဏန်းကတော့အကုန်လုံးဒက်ကြီးပဲ၅ခွက်နော် ကဲဒါဆိုရင်တိတ်အချိန်နဲ့တိတ်မရဘူးလေဆရာလုတ်တယ်လေရှိနေပြီကဲဒါဆိုရင်ပြတော့မဟာပြပေးမယ်မြန်မြန်လေးပဲပြလိုက်မယ်နော်အဲ့တော့ဒါမဲ့ဒီမှာတွေ့တစ်ချံတစ်ဘက်တစ်ချံနော် site က၄ site နော် site ၄ site ကိုကနား၅ခွက်ထွက်မယ်အရင်ဆုံးဆရာဒီမှာတဲ့တဲ့တစ်ခွက်ကြာတာလေဆရာပြမယ်နော်ကြာတာတော့အကုန်လုံးတဲ့တည်းပဲနော်တဲ့တည်းပဲပြိမ့်နဲ့အပိတ်နဲ့ထိတ်နဲ့အဲ့လိုတွေသွားတာပေါ့နော်ကဲဒါဆိုရင်အခုဒီကောင်ကိုအရင်ကြည့်မယ်နော်ဒီမှာ tôn cô sẹp bao nhiêu tôn nhà không phải nó tôn bên này cả tôi lê lý cả miêu sẽ tỏa lê bên cũng sẽ tỏa vì để chỗ lê bên cũng chạy đấy để chỗ tôn bên cũng chạy đấy miêu miêu bọn nó anh đã đá ra lý bên cũ nó mấy chỗ được chạy tôn bỏ là cái đá ra mà chị sau tôn nhà lý anh đi lý luôn bao nhiêu tôn nhà không là nó bên sĩ vào nó nó đã khai được mà sau sau sẽ အဲ့ဒီသုံးလုံးပေါင်းခြင်းတုံညဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီမှာတုံညဖြစ်အောင်တုံညလို့ထည့်အောင်မလားထပ်ပြီးမလားဆက်ပြီးမလားပေါ့နော်ကဲဒါဆိုလို့ရှိရင် तू ကဘာဖြစ်မလဲဒီမှာရှစ်လို့ရှိခြင်းကြောင့် तू ကဒီမှာနှစ်တလုံးပိတ်ထည့်ပြီးရမယ်ပေါ့ဒါဆိုရင်တုံညလို့ရပြီပေါ့နော်ဟုတ်လားဒီမှာ3 9 8တုံညလေး6တုံညသည်တုံညနောက်6 6 8သည်တုံညဒီကောင်တုံညဖြစ်အောင်နှစ်ပိတ်လို့တွားမယ် ဟုတ်ပြီနော်ကဲဒါဆိုရင်ထိတ်ကိုကြည့်အောင်ထိတ်လဲသူအလားတူပဲတုံညနဲ့ပဲသွားမှာနော်ဒီမှာ3တုံညခွန်အဲ့ဒီ3လုံးပေါင်းခြင်းဒီလဲတုံညပဲတဲ့ဟုတ်ပြီနော်ဒါဆိုခွန်ရှစ်လို့သူရပြီပေါ့တကွက်နော်နောက်တစ်ခါဒီမှာဒီတုံညကိုတဲ့ဒီမှာ6နှစ်နှစ်ပေါင်းခြင်းဒီလဲတုံညပဲတဲ့ဟုတ်ပြီနော်ကဲကောင်းပြီဒီလူတုံညရိုက်တာကိုဒီမှာနှစ်99ဒီဒါလဲတုံညပါပဲတဲ့ ဟုတ်ပြီနော်ဒီကောင်လေးတဲ့တကွက်ထဲပဲသွားတာဘာပဲဖြစ်ဖြစ်လုံတဲ့နေပေါ့နော်လေးပင်ဆက်ပင်းရင်အဲ့ဒါတွွိတွွိကြီးနဲ့မလုံလိုက်ရလို့နောင်တအကြီးရပါမယ်ဟုတ်တယ်နော်နောင်တအကြီးရပါမယ်အဲ့တော့သူလေးပင်ကူတော့ဖြစ်တယ်သို့တော်လည်းပဲထိုးတဲ့နေပေါ့တကွက်တဲ့ဦးအဲ့တော့ဒီမှာနှစ်နှစ်6ပေါင်းချင်းစီတုံညလို့ရပြီကဲဒါဆိုရင်လည်းဒီတုံညဖြစ်အောင်နဲ့ဒီမှာပါထည့်မယ်ရှစ်ထိတ်ပါတဲ့မိတ်ဆွေလူကြီးရှစ်ထိတ်တဲ့ဟော82လို့ဘူးကနား နော်ဘူကနာဒါဆိုရင်တုံညကဲဒါတစ်ခွက်ရပြီအဲ့တော့ဟိုမှာဘောတင်လိုက်မယ်82တစ်ခွက်ဟုတ်ပြီနော်ဒီမှာ82လို့တစ်ခွက်တင်ထားလိုက်မယ်ဟုတ်လားဟုတ်ပြီစက်တွေကတော့အကုန်တဲ့တယ်ကြီးပဲနော်ကဲ82တစ်ခွက်ရပြီကဲဒါဆိုရင်နောက်တစ်ခွက်ကြည့်မယ်နောက်တစ်ဆက်ကြည့်မယ်နောက်တစ်ဆက်ကလည်းအဲ့ဒီ၄ဘင်က၄ဘင်ကပဲနော်ဒီ၄ဘင်တော့ဘောသူကဘယ်လိုပြောမလဲသူက၄ဘင်ကူမဟုတ်ဘူး၃ဘင်အကူ၄ဘင်တကဒီ၄ဘင်တကက ဒီလေးပဲတစ်ခါဒီလေးပဲတစ်ခါသွားမှာနော်ကဲဒါကတစ်ခါကာလာလေးချိန်လိုက်မယ်နော်ကဲတစ်ခါလေးပဲတစ်ခါသွားမယ်ဘယ်လိုသွားမလဲဆိုတော့အဲဘယ်လိုသွားမလဲဆိုတော့ဟမ်ခဏလေးခဏလေး အဲ့နေ့ဒီတက်လို့ဖြစ်တော့လို့6ဟုတ်ပြီဒီနှစ်အဲပါအောင်အဲ့နေပြီးတော့ဟောသူကဒီလိုဒီဒီဒီအပွားတစ်ဖက်မှာပါတော့ဦးနော်ဟုတ်ပါတယ်ဒီကောင်အဲ့ဒီကောင်အဲ့ဟုတ်တယ်နောက်အဲ့တော့တစ်ခါကောင်းပြီးတော့အဲ့ဟုတ်ပြီနော်ဒီမှာသူကဘယ်လိုသွားမလဲဆိုရင်ဒီမှာ 356ပေါင်းခြင်းသည်1ဟုတ်ပြီနော်အဲ့ဒီ3လုံး1လို့ဟုတ်လား963 3လုံး1လို့ဒီနှလုံးဒီလေသူက1လို့ပြန်ထည့်ရမယ်တဲ့ဟုတ်ပြီနော်ဒါထိတ်တလုံးရေဆိုတော့နောက်ပြီးအပိတ်ပြီးပြမှာဟုတ်လား963 6ပေါင်းခြင်း1ဖြစ်လို့တဲ့နော်963 6ပေါင်းခြင်း1ဖြစ်လို့ဒီနှလုံးဒီလေသူက1လို့ဖြစ်ရမယ်ဆိုဒီမှာခွန်ရှိခြင်းကြောင့်ဒါ၄ထိတ်လို့ရတာဟုတ်ပြီနော်ကေတာတကတ်နောက်တစ်ခါကြည့်မယ် ဒီမှာခွန်နှစ်ချောက်နှစ်ချောက်ခွန်ပေါင်းခြင်း၅တဲ့နော်နှစ်ချောက်ခွန်ပေါင်းခြင်း၅အဲ့ဒီသုံးသုံးလုံး၅ဖြစ်လို့တဲ့ဒီနှလုံးကြီးလဲ၅လို့ဖြစ်ရမယ်တဲ့ဟောဒီမှာ၆ရှိခြင်းကြောင့်ကိုထိတ်လို့သူရတာဟုတ်ပြီနော်ဒါဆိုရင်နှစ်ကပ်ရောက်ကဲအခုတစ်ကပ်ကိုကြည့်မယ်နော်အခုတစ်ကပ်ကိုကြည့်တဲ့အခါကျတော့ဒီမှာနှစ်ရှစ်၆ပေါင်းခြင်းဒီဘယ်လောက်လဲ6တဲ့နော်2 6ပေါင်းခြင်းဒီ သူက6ဖြစ်ရမယ်နော်6ဖြစ်တယ်အဲ့ဒီကောင်6ကြောင်ဒီနှလုံးကြီးသူက6လို့ထည့်ပြရမယ်ဒီမှာကိုရှိဘောဒီမှာခွန်ရှိခြင်းကြောင့်ဒါပါထိတ်လေကိုထိတ်လို့တလုံးဝင်ပြရမယ်ဟောဒါတစ်ခွက်လာပြီနော်ဒါတစ်ခွက်နော်အဲ့တော့ဒီမှာဒီ3လုံး6ကြောင်ဒီနှလုံး6ဖြစ်အောင်ဆိုရင်ဒီမှာခွန်ရှိခြင်းကြောင့်ကိုထိတ်လို့သူရတယ်တလုံးဟောပြီနော်အဲ့ဒီကနေပြီးတော့အပိတ်ကိုတစ်ချက်ကြည့်မယ်နော်အပိတ်ကိုတစ်ချက်ကြည့်မယ်ဆိုတော့သူကပါဝါနဲ့သွားမယ်နော်အဲ့တော့ဒီမှာ 3961ကိုတဲ့တစ်ကြောင်းနဲ့ဒီနှလုံးတစ်လို့ထည့်ပြီးကြတယ်တစ်ပါဝါသည်သူက6လို့ရရမယ်အဲ့ဒါကဘယ်လိုသွား6မလဲဆိုဒီမှာဒီသုံးလုံးသည်6လို့ပြန်ထည့်ရမယ်ဆိုတော့ဒီမှာ6 6ဒီနှလုံး၄ရှိခြင်းကြောင့်6ဖြစ်အောင်ဆိုနှစ်ပိတ်ဒါဆိုရင်၄နှစ်လို့သူတခွက်တည်းသွားတာဟုတ်ပြီနော်သူတခွက်တည်းသွားတာရှင်းတယ်နော်ဒီသုံးလုံးတစ်ကြောင်းနော် အဲ့ဒါဒီနှလုံးတက်ဖြစ်အောင်ခွန်ရှိနေအောင်လေးထိတ်အဲ့တော့ဒီမှာတက်တက်လို့ရပြီဆိုတော့တက်ရပါသွားသည်6လို့ရရမယ်ဆိုတော့ဒီ၃လုံး6ဖြစ်အောင်ဆိုရင်လည်းဒီမှာ၄ရှိခြင်းကြောင့်2လို့ပိတ်မယ်ဒါဆို4နှစ်လို့တခွက်တည်းသူကြားဟုတ်ပြီနော်ကဲကောင်းပြီဒါဆိုရင်နောက်ဒုတိယတစ်ခါကြည့်မယ်ဒီ၃လုံး9 26ခု5ကြောင်းနဲ့ဒီနှလုံး5ဖြစ်အောင်ဆိုရင်ဒီမှာ6ချီချင်းကြောင့်9ထဲဤတဲ့ဒါဆိုရင်9 9နှလုံးပေါ့နော်ဒီ9ကိုဒီ9လို့ရ9 9နှလုံးအဲ့တော့9ပါဝါဒီကြီးတုံညလို့ထည့်ပေးရမယ်ဆိုတော့ ဒီသုံးလုံးတုံညဖြစ်အောင်တဲ့ဟောဒီမှာခွန်တက်ကရှစ်လို့ရှိခြင်းကြောင့်နှစ်အပိတ်ပါပဲကဲဒါဆိုရင်62လို့တကွက်တဲ့သူထွက်လာတယ်ဟုတ်ပြီနော်ဒါဆိုရင်95သုံးညဒီမှာ116 95သုံးတယ်ကဲဒါဆိုရင်အခုပွဲမှာဒီသုံးလုံး6ကြောင်နဲ့ဒီနှလုံး6ဖြစ်အောင်ဆိုဒီမှာ6ထိတ်ဒီမှာခွန်ရှိခြင်းကြောင့်6ထိတ်လို့ရတယ်ကဲဒါဆိုရင်6ရဲ့ပါဝါတက်လို့နောက်ကထည့်ပြရမယ်တဲ့အဲ့တော့6ပါဝါတက်လို့ထည့်ရမှာဆိုရင်တဲ့ဒီမှာ96လို့ရှိတယ် ဟုတ်ပြီနော်အဲ့တော့တစ်လို့ဖြစ်အောင်ဆိုရင်ဒီမှာပါထည့်မယ်ဒီမှာတည်းကနှလုံးကတစ်လို့ရှိရလားငါးချောင်းနှလုံးမှာတစ်လို့ရှိခြင်းကြောင့်တစ်ဖြစ်အောင်ဆိုရင်ဒီမှာတည်းကတစ်ဖြစ်နေပြီဖြစ်တဲ့အတွဲတဲ့ပါပိတ်မလဲ၃ညဆိုရယ်ကနေတလုံးထည့်ပြရမယ်ဒါဆိုရင်၅၆၃ညတက်လို့ရပြီဒါဆိုရင်၆၆၁ဒီသုံးလုံး၆ကိုဒီ၆လို့ရပြီじゃနဲ့ဒီသုံးလုံးတက်လို့ထည့်၆၆၁ဆိုတော့၉၃ညလို့တကွက်ထွက်လာတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်၂ကွက်ရပြီ၈နှစ်၉၃ညလို့၂ကွက်ရပြီနော် ဟုတ်ပြီကိုတုံညာတော့နှစ်ကွက်ရပြီအဲ့တော့လေးကူတလုံးကတော့အပိုင်မဲမိတ်ဆွေတို့ဤဒီမနဲ့နော်လေးကူတလုံးကတော့အပိုင်မဲကဲဒါဆိုရင်နှစ်ကွက်ထွက်ပြီဒါဆိုင်နှစ်ဆိုင်ရပြီနော်နှစ်ဆိုင်ပြီးသွားပြီနှစ်ကွက်ထွက်ပြီကဲဒါဆိုရင်ဒီဘက်မှာနှစ်ဆိုင်ကြည့်မယ်ဒီဘက်နှစ်ဆိုင်က၃ပင်ကတ်လေးတွေနော်၃ပင်ကတ်လေးတွေတွားမယ်တဆိုင်ကတော့ဆရာတော်တော်ကြိုက်တယ်နော်အဲ့ဒီဆိုင်ကတော့ဆရာမင်းယူမှာပေါ့ဟုတ်ပြီနော်ဆရာအဲ့ဒီဆိုင်ကတော့မင်းယူမှာတဆိုင်ကတော့တော်တော်ကြိုက်တယ်ကဲဒါဆိုရင်သူကဘယ်လိုသွားမလဲဆိုတော့နေခဏလေးတစ်ချက် ဆရာတစ်ချက်ရှိုးမယ်တစ်ချက်ရှိုးမယ်တစ်ချက်ရှိုးမယ်ဆိုတော့၃ပင်တကက်၃ပင်တကက်အဲဟုတ်ပြီ၃ပင်တကက်ကသူကဘယ်လိုလာမလဲအာဒီမှာလေးနှစ်6သုံးလုံးပေါင်းခြင်းဒီနှစ်အဲ့ဒီနှစ်ဒီဒီမှာနှစ်ပရိတ်လို့ဖြစ်ရအောင် ဟုတ်ပြီနော်၃ဘက်တစ်ခါနော်ဒီ၃ဘက်တစ်ခါကောင်းပြီဒါဆိုရင်ဒီမှာ96နှစ်69နှစ်ပေါင်းခြင်းဒီခွန်အဲ့ဒီခွန်ဒီဒီမှာခွန်ပရိတ်လို့ရိုက်တယ်ဟုတ်ပြီနော်ကတာ၃ဘက်ကလေး၃ဘက်ကိုလေးပေါ့နော်အဲ့ဒီကနေပြီးတော့ဒီမှာခွန်ပရိတ်ရိုက်ပြီးတော့ကက်တီကောင်၃လုံးပေါင်းခြင်းဒီ၄တဲ့အဲ့ဒီ၄ဒီမှာ၄လို့ပရိတ်ရှင်းပြရမယ်တဲ့ဟုတ်ပြီနော်အဲ့ဒီနေရာမှာ အပိတ်ကိုလုံးပိုင်နဲ့အပိတ်ပေါ့နော်အပိတ်နဲ့လုံးပိုင်ကိုယူမယ်ဘယ်လိုယူမလဲဆိုတော့ဒီမှာဒီနှလုံးပေါင်းခြင်းဒီနှစ်ဟောပြီနော်နောက်တစ်ခါဒီမှာဒီသုံးလုံးပေါင်းခြင်းဒီ6တုံညာ6ပေါင်းခြင်းဒီလည်းဘယ်လောက်လဲနှစ်ပဲအဲ့ဒီနှစ်ဒီနှစ်ပိုင်လို့ယူမှာနော်အဲ့တော့ဒီမှာပရိနှစ်ဒီသုံးလုံးကြီးပရိနှစ်နော်ဒီနှစ်ဒီနှစ်ကနှစ်ပိုင်နော်နှစ်ပိုင်ဖြစ်တဲ့အတွက်ပရိနှစ်နှစ်ပိုင်ဆိုတော့ဒီမှာနှစ်တုံညဆိုအော်တိုတကွက်တဲ့ကနော်အော်တိုတကွက်ဒီကောင်ကထိတ် နော်အဲပေါ့အေးဟုတ်တယ်အဲဒီကောင်ကထိတ်ဒီကောင်ကထိတ်နော်ဒီမှာနှစ်ဒီမှာဒီနှလုံးနှစ်ဒီသုံးလုံးနှစ်နှစ်နှစ်တူတယ်နော်အဲ့တော့ကနှစ်ပိုင်းနှစ်နှစ်ပိုင်းထိတ်ပေါ့ဟာလားအဲ့ဒါဆိုရင်ဒီကပရိတ်နှစ်နဲ့ဆိုတော့နှစ်တုံညလို့သူတကွက်တဲ့သူကြာဟုတ်ပြီနော်ကဲဒါဆိုနောက်တစ်ခါကြည့်မယ်ဒီသုံးလုံးကခွန်ပရိတ်ကခွန်နော်အဲ့ဒီနေရာမှာဒီမှာကြည့်ဒီနှလုံးဒီကိုနော်နောက်တစ်ခါဒီသုံးလုံးဒီလေ ကိုးပဲတဲ့ကိုးကိုးတူတယ်အဲ့ဒီကိုးစီထိတ်လို့သူရိုက်တယ်ဒီမှာဟောပဲထိတ်လို့သူရိုက်တော့ဗရိတ်ကခွန်ဆိုတော့ကိုးရှေ့ဆိုသူတကွက်တဲ့သူပေးလာပြန်တယ်ထပ်ပြီးတော့ဒါကနှစ်ကြိမ်နော်ကဲဒူဒုတိယကသုံးခတ်မြောက်အခုလာမဲ့ဒီမနေ့ကကိုကြည့်မယ်ကြည့်တဲ့အခါကျတော့တဘောကအခုဒီကောင်ပေါင်းခြင်းဒီနှစ်ခွန်ပေါင်းခြင်းဒီနှစ်ခွန်၅ပေါင်းခြင်းဒီ၄တဲ့ဒီမှာဗရိတ်၄လို့ဖြစ်ရမယ်အဲ့ဒီနေရာမှာဒီနှလုံးပေါင်းခြင်းဒီကကို ဒီမှာ9 3 6ဒီကောင်ပေါင်းချင်းဒီရဲ့၄ဟော၄ကိုပါဝါဖြစ်နေတယ်ပူတည်ကြတာပေါ့၄ကိုတလုံးချင်းတည်ပေါက်ကြမယ်အဲ့ဒီကောင်နော်ဒီမှာတော့မှသူကနှစ်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 ပူနေဒီမှာထပ်ပူရင်သူစိတ်မချရတော့ဘူးဟုတ်လားလေးလေးပူမှဆိုစိတ်မချရတော့ပျောက်ဖို့များွားပြီဘာဖြစ်လို့ဒီမှာပါဝါဖြစ်လာတဲ့အတွက်တည်ကြပေါ့အဲ့ဒီ၄ကိုတလုံးထိကိုထိရမယ်နော်၄ကိုတလုံးထိကိုထိရမှာရှိတယ်ပေါ့နော်ဇာတ်တော့ကြိုက်တယ်ပေါ့နော် အဲ့ဒါလေးကိုတလုံးသူထိကိုထိရတယ်ဘာဖြစ်လို့ဒီမှာပါဝါပူးနေတာဟိုပါဝါပြနေဒီမှာနှစ်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 လို့ကြားတယ်ဒီမှာလဲထပ်ပေးရင်တော့ပိုကောင်းတယ်ပေါ့နော်ပူးလာရင်တော့ပိုအားရှိတယ်ပေါ့သို့တော်လည်းပူးလာရင်သူကပြတ်တတ်တယ်ဒီမှာပါဝါဖြစ်နေတဲ့အတွက်ဒီကောင်ချင်းတည်ပြီလေးကိုကဲဒါဆိုရင်အဲ့ဒီလေးကိုစီထိတ်တယ်နော်ဒီမှာနှစ်ဒီမှာနှစ်တူတယ်အဲ့နှစ်ကထိတ်နော်ဒီမှာကိုးဒီမှာကိုးတူတယ်အဲ့ဒီကိုးကထိတ်အခုဒီမှာလေးကိုးပါဝါဖြစ်နေတဲ့အတွက်အဲ့ဒီလေးကိုစီတလုံးထိတ်ကကြမယ်သူအဲ့ဒီလေးကိုးစီတလုံးထိတ်ကလာမယ်ကဲပရိတ်က၄တဲ့ တင်ပါဆိုတော့၄ကိုထိတ်ပရိတ်၄ဆိုတဲ့အခါကျတော့၉၅နဲ့၄၃ညာလို့နှစ်ကွက်ထွက်မယ်နော်ပရိတ်က၄ဆိုတော့၄ကိုထိတ်ဆိုတော့၉၅၄၃ညာလို့နှစ်ကွက်ထွက်မယ်ဟုတ်ပြီနော်အဲနောက်တစ်ကွက်ရှိသေးတယ်နော်ပြမယ်ဆရာနော်အဲ၄ငါးကွက်မဟုတ်ဘူးခဏအခုက၉၅၄၃ညာနော်ခဲထားကျမ၉၅ဓာတ်တစ်ဆိုင်နော်၉၅ လေးတုံညဒဲတွေကြီးပြနော်ခဏနေခဏဒီမှာလေးခွက်ထွက်သွားပြီဆိုတော့ကိုကနှစ်ချက်နော်ဒီမှာလေးကိုကအငိမ့်နော်လေးကိုကဒီမှာဆိုတော့ဒီမှာကိုတုံညကိုငားလေးတုံညကဒီမှာဘလို့ပြောမလို့ဆိုလေးကိုထိတ်ကိုနောက်ကငားစုံညနဲ့ပိတ်နေတယ်ခဏတူနေတယ်တွေ့လားခဏလှနေတယ်သုံးခွက်နော်ဒီမှာခဏကွဲနေတာဆိုဟာဒီရှင်းနေတဲ့ခွက်ပဲကွဲနေတယ်နော်အဲ့တော့ကွဲတဲ့ခဏလေးသူကလောက်ကမှာပေါ့လေဟုတ်တယ်ဟုတ်လားကဲဒါဆိုရင်သုံးဆိုင်ပြီးပြီကဲနောက်ဆုံးဆရာအကြိုက်ဆုံးဆိုင်တစ်ဆိုင်ပြမယ်ဒါကဆရာအကြိုက်ဆုံး နော်ဘယ်လိုအကြိုက်ဆုံးလဲဆိုတော့ဒါဒါဆရာအကြိုက်ဆုံး site နော်သူကလည်းနှစ်ကွက်ဖြစ်တယ်နော်သူကလည်းနှစ်ကွက်ဖြစ်တယ်နှစ်ကွက်မဟုတ်သူကတစ်ကွက်တည်းသူကြတာကြတာတော့ဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ကနှစ်ကွက်ယူမှရမယ်မိတ်ဆွေတို့နော်နှစ်ကွက်ယူမှရမယ်ကဲဒီမှာတက်ကြည့်ဂျင်းသားမှာကြည့်မယ်နော်ဒီနားမှာကြည့်မယ်သူကဗရိတ်နဲ့သွားတာနော်ဗရိတ်နဲ့သွားမှာဗရိတ်နဲ့သွားမှာထိတ်တစ်လုံးနဲ့ဗရိတ်နဲ့သွားမှာထိတ်တစ်လုံးနဲ့ဗရိတ်နဲ့သွားမှာဆိုဘယ်လိုသွားမလဲဆိုတော့မှကြည့် ဒါဆရာအကြိုက်ဆုံးဆိုင်နော်ဆရာအကြိုက်ဆုံးဆိုင်ပြီးဒီဆိုင်က3ခွန်6နှစ်အဲ့ဒီ၄လုံးပေါင်းတာဘယ်လောက်လဲ8ဟုတ်ပြီနော်3ခွန်6နှစ်အဲ့ဒီ၄လုံးပေါင်းတာ8အဲ့ဒီ၄လုံး8 8ဖြစ်တယ်လို့တဲ့နော်အဲဟုတ်ပြီဒီ၄လုံး8ကြောင့်သူကဒီမှာဒီ၄လုံးဒီလေ8လို့ပဲဖြစ်ရမှာဟုတ်ပြီနော်ဒီမှာ ကိုတက်က20ဒီက6နှစ်နဲ့ဒီလေးလုံးပေါင်းချင်းဒီမှာခွန်ဒီက1ဒီက9ဒီက1လေးလုံးပေါင်းချင်းကြီးလေ10ပဲတဲ့ဒါပရိတ်နဲ့ပရိတ်ချုပ်တာနော်ဒါပရိတ်သွားတာဒီလေးလုံး10ကိုဒီလေးလုံး10လို့ထည့်တာနော်ပြီးတော့မှချက်ထိတ်စီတလုံးနဲ့တီးတဲ့ဒီထဲမှာပဲသူ့ဆက်ထဲမှာပဲပြန်ပြမယ်အဲ့ဒီကနေဒီဘက်ကိုသွားမယ်ဒီဘက်ကိုသွားတော့ဒီမှာကပါလေ1 1 9 3ဒီမှာ10ဒီမှာ4နော်လေးလုံးပေါင်းချင်းဒီဘယ်လောက်ဖြစ်လဲ1 ၈လေးပေါင်းချင်းဒီနှစ်လို့ရတယ်ဟုတ်ပြီနော်ဒီလေးလုံးပေါင်းတာနှစ်လို့ဖြစ်တယ်အဲ့ဒီနှစ်ကြောင့်လေသူကဒီလေးလုံးဒီလေနှစ်ပဲဖြစ်ရမယ်တဲ့ဆိုတော့ဒီမှာ6ခွန်က6ကခွန်လို့ရှိတာအဲ့တော့နှစ်ဖြစ်အောင်ဆိုရင်ဒီမှာပြိတ်9တဲ့ဒါကပြိတ်သွားတာနော်ပြိတ်9ပါတဲ့ဆိုတော့နှစ်3လို့သူထွက်ခဲ့ပြီ9ပြိတ်နဲ့ဟုတ်ပြီနော်ဒီလေးလုံး6ကိုဒီလေးလုံး6လို့ထည့်တယ်ဒီလေးလုံးနှစ်ကိုဒီလေးလုံးနှစ်လို့ပြန်ထည့်တယ်။ကဲဒါဆိုရင်အခုဒီမှာဒီလေးလုံးက 3636ပေါင်းချင်းဒီသူကဘာဖြစ်နေလဲရှစ်လို့ဖြစ်နေတယ်မိတ်ဆွေတို့ရေဒီလေးလို့ရှစ်လို့ပြန်ပေးထားပြီတွေ့လားဒီမှာကိုကိုပေါင်းရင်ရှစ်လို့ပေးထားပြီဆိုတော့ကဲဒါဆိုရင်တဲ့ဒီမှာရှစ်ဖြစ်ရမယ်တဲ့ဒီလေးလုံးနဲ့တွေ့လားဒီလေးလုံးနဲ့ရှစ်ဖြစ်ရမယ်တဲ့ဆိုတဲ့ခါကျဒီမှာနှစ်လို့ရှိကြခွန်9ကနှစ်လို့ရှိကြအဲ့တော့ဒီပရိတ်တီတဲ့ပရိတ်6ဖြစ်ရမယ်တဲ့ဆရာဒီပရိတ်ကိုကြိုက်တယ်နော်6ပရိတ်ပါတဲ့6ပရိတ်ဖြစ်ရမယ်နော် ဟာ6ပရိဖြစ်ရမယ်တဲ့ပရိ6တဲ့နော်ပရိ6ပြီးပြီနော်ဒါဆိုရင်ဒီလေးလုံးလဲသူက10ဖြစ်ရမှာ哦နော်ဒီမှာ10နဲ့10 10နဲ့10လို့သွားမှာပရိ6အဲ့တော့မိတ်ဆွေတို့အဲ့ဒီပရိ6ကတော့ရှိရတော်တော်ကြိုက်တယ်နော်တော်တော်ကုန်မှာတော်တော်ကြိုက်တယ်ဒီ site ကိုကြိုက်တာနော်ပရိကိုကြိုက်တာမဟုတ်ဒီ site ကိုကြိုက်နေတယ်ပြီးတဲ့ site ကိုမူအရာကြိုက်နေတာဟာလားနော်ဒါသူပြေးလာမပြေးလာတာဒါတို့ကန်တရားဟုတ်ဟာလားမူအရာတော့ဒီ break site လေးကိုတော်တော်ကြိုက်တယ်ကဲဒါဆိုရင်ထိတ်တလုံးကြည့်မယ် ထိတ်ကိုကြည်လိုက်ရင်ဒါမိတ်ဆွေတို့ရှင်းသွားမယ်အဖြစ်နော်ထိတ်ကိုကြည်လိုက်ရင်မိတ်ဆွေတို့အဖြစ်ရှင်းသွားမယ်နော်မြင်ရပါတယ်နော်အဲ့တော့ကာလာမခွဲနေတော့ဟုတ်လားအဲ့တော့ဒီမှာအဲ့နည်းနည်းလေးတော့ဟိုနေတော့ဒီမှာအနီလေးနဲ့ခွဲပြရမယ်နော်ဒီမှာခွန်နှစ်နှလုံးပေါင်းခြင်းဒီကိုဟုတ်ပြီနော်ခွန်နှစ်နှလုံးပေါင်းဒီကိုတဲ့အဲ့ဒီကိုကြောင့် ဒီနှလုံးကိုးလို့ဖြစ်တာ ਨੇ တဲ့ဒီမှာဒီနှလုံးကြီးပဲကိုးလို့ပြန်ထည့်ရမယ်ဒီမှာတုံညာလို့ရှိခြင်းကြောင့်ကိုးဖျောက်ဆိုရင်ဒါကိုးထိတ်တဲ့ဒီမှာကိုးထိတ်တဲ့ဟုတ်ပြီနော်ကိုးထိတ်ဒီကိုးကိုဒီကိုးလို့ထည့်မှာနော်အဲ့တော့ဒီမှာတုံညာရှိခြင်းကြောင့်ကိုးထိတ်ဒါဆိုရင်တဲ့ဒီလေးလုံးကခုနကတော့ရှစ်ကိုဒီရှစ်လို့ဖြစ်အောင်ဆရာတော်ယူရမှာဟိုဒီပရိတ်ကိုဒီပရိတ်လေးလုံးပေါင်းဒီလေးလုံးပေါင်းယူရမှာဆိုဒီမှာကခွန်6တက်ကခွန်ဒီမှာကကိုးကဒီကိုးကိုဒီကိုးဖျောက်ဆိုရင်ဒီမှာကိုးထိတ်လို့ရတာ ဲဒါဆိုရင်ဒီမှာ169อ่ะ6လို့ရှိပြီရှင်းဖြစ်အောင်ဆိုတော့ तू อ่ะပါဘရိတ်လေခုနဘရိတ်က1เนาะအဲ့ဒါဘရိတ်က1ဆိုတဲ့အခါကျတော့ဒီလေးလုံးဒီဒီမှာခွန်ရှိတော့ဘရိတ်1ဟလား1ဆိုတော့ခုနဒီ9ကိုဒီ9လို့ဖြစ်အောင်ဆိုရင်ဒီမှာ9ထိပ်အဲ့ဒါဘရိတ်က1ဆိုတော့62ဆိုပြီးတော့မှာ2ကနောက်ပိတ်အော်တိုဝင်သွားတာเนาะဒါဆိုရင်9နှဲ့လို့တကွက်တဲ့သူထွက်လာတာဟုတ်ပြီเนาะဒီ9ကိုဒီ9ရိုက်တာเนาะရှင်းတယ်เนาะမိတ်ဆွေတို့ဒီ9ဒီခွန်နှစ်ပေါင်းခြင်း9ကိုဒီ9လို့ထည့်တာ ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ပွဲကြည့်မယ်နော်နောက်တစ်ပွဲကြည့်မယ်အဲ့တော့တခါဒီမှာဒီလေးလုံးနှစ်နော်ဒီလေးလုံးနှစ်ကိုဒီနှစ်ဖြစ်အောင်ဆိုရင်ဒီမှာခွန်ရှိရင်တော့ဒီမှာဗရိတ်၅ဖြစ်ရမှာနော်ဒီမှာခွန်လို့ရှိရင်ဗရိတ်၅လို့ပေးရမှာအဲ့ဒီနေရာမှာတဲ့ဒီမှာ1 3နှလုံးပေါင်းရင်းဒီဘယ်လောက်လဲ4တဲ့ဟုတ်ပြီနော် တစ်သုံးနှလုံး၄လို့ဖြစ်လို့တဲ့ဒီကောင်နဲ့တန်နဲ့လည်း၄ပဲဖြစ်ရမယ်ဒီမှာနှစ်လို့ပိတ်ထားခြင်းဆိုတော့ဒီမှာနှစ်ထိပ်ဖြစ်ရမယ်နော်ဒီနှလုံး၄ကိုဒီ၄လို့ထည့်ရမှာအဲ့တော့ဒီမှာနှစ်ပိတ်ထားခြင်းကြောင့်ဒီမှာနှစ်ထိပ်ဖြစ်ရမယ်အဲ့ဒါဆိုရင်တဲ့ဒီသုံးလုံးက၉လို့ရပြီဟုတ်ပြီနော်ပရိက္ခ၅ကိုခုနကပရိက္ခ၅ဖြစ်ရဒီမှာခွန်ဒီနှစ်ကိုဒီနှစ်ဖြစ်အောင်ဆိုလို့ရှိရင်ဒီလေးလုံးနှစ်ကိုဒီလေးလုံးနှစ်ဖြစ်အောင်ဒီမှာခွန်ရှိခြင်းကြောင့်ပရိက္ခကဲဒါဆိုရင် ဒီလေးဦးဒီလေးဖြစ်အောင်ဆိုနှစ်ထိပ်ပြိတ်ငါးနဲ့ဆိုတော့အော်တိုနှစ်သုံးလို့သူတခွက်တည်းပေးတာတခွက်တည်းဝင်တာဟုတ်ပြီနော်နှစ်သုံးလို့တခွက်တည်းဝင်တာကဲဒါဆိုရင်အခုပွဲကိုကြည့်မယ်နော်နှစ်သုံးလို့တခွက်တည်းဝင်ခဲ့ပြီအခုပွဲကိုကြည့်မယ်ဆိုတော့ဒီမှာဒီလေးလုံးဒီရှစ်အဲ့ဒီရှစ်ကိုဒီရှစ်ဖြစ်အောင်ဆိုလို့ရှိရင်ဒီမှာပြိတ်6လို့သူပေးရမှာနော်ပြိတ်6လို့ပေးရမှာအဲ့ဒီနေရာမှာဒီမှာကြည့်66ဒီနှလုံးပေါင်းမယ်66ပေါင်းခြင်းဒီနှဲတဲ့ ဟုတ်ပြီနော်ဒီမှာ၄ဟို၉၄နှစ်ကိုဒီမှာလဲ၉ဘယ်ရပါလဲဟမ်ဟဘောဒီ၈အေ၈နှစ်၈ကိုဟောဒါ၈နှစ်ချင်းကပြိတ်နော်ခုနကတော့ဒီ၉ဒီ၄ဒီနှစ်အေဟုတ်တယ်၉၄နှစ်ကိုဒီမှာလဲသူက၉၄နှစ်လို့ရရမှာခဲဒါဆိုရင်အခုဒီမှာနှစ်လို့ရပြီနှစ်လို့ရတော့ဒီနှလုံးကလဲသူကနှစ်လို့ပဲထည့်ပြရမှာ ဆိုတော့ဒီမှာ၃လို့ပိတ်ထားတယ်ပိတ်ထားခြင်းကြောင့်နှစ်ဖြစ်အောင်ဆိုရင်ကျွန်တော်ပါထိတ်ဝင်ပါလေကိုထိတ်တဲ့ဟိုဒီမှာလဲကိုတလုံးထိတ်လို့ဝင်တာဟိုမှာကိုထိတ်ကခုန၃ချက်လောက်ရှိတယ်နော်ကိုထိတ်၄ကိုတလုံးအပိုင်ယူရမှာနော်ဒီမင်းနဲ့ကိုရှိနှစ်ကတော့ဒါလေးပင်ကူဆက်လေးဒါလေးကတော့အရန်ပေါ့ကျွန်တော်တိတ်အကြိုက်လာတယ်မရှိဘူးဒါမတော်လို့ပေးလိုက်ရင်ယူမယ်လေဟုတ်တယ်လားတွေ့တွေ့ကြီးနဲ့မတင်ပေးလိုက်ရခြင်းလို့ဆရာလည်းစိတ်ကောင်းခြင်းစိတ်မကောင်းခြင်းဖြစ်မယ်မိတ်ဆွေတို့လည်းခုနဖြစ်မှာကြာကြောင့်ဆရာပြပေးလိုက်တာနော် ခုနလေးပင်ကူ၈နှစ်ဆိုတဲ့ size ကကဲဒါဆိုရင်အခုကနော်ဒီနှစ်ကိုဦးတဲ့ဒီနှစ်ဖြစ်အောင်ကိုထည့်တဲ့နော်အဲ့ဒီမှာဗရိတ်က6ပါတဲ့ဒီမှာဆိုလို့ရှိရင်မိတ်ဆွေတို့ဘာပိတ်မယ်ခွန်တလုံးပိတ်ပြရမယ်69နဲ့ဟော69နဲ့နော်ဒါကိုထိုးမယ်ဆိုတော့အဲ့လေးခွက်တည်းရပြီအဲ့ထဲမှာဆရာတစ်ချက်ပူတာကခုနကတော့ဆရာတို့ဒီမှာလေးကိုလေးကိုနဲ့သူပေးတယ်မလားနော်ဒီမှာ ဒီနှလုံးကိုဒီနှလုံးလေးလေးကိုအဲ့တော့ကိုမကြပဲလေးလို့ကြလာခဲ့42ဆိုတဲ့ကနေတကွက်ပူတာဒါကြောင့်အဲ့42တကွက်ရန်ထဲပေးလိုက်မှာဟုတ်ပြီနော်ကနေ6ကွက်ဖြစ်သွားတာပေါ့ဟုတ်ပြီနော်အဲ့တော့ဆရာအကြိုက်ဆုံးကဒီမှာဒီဆိုင်ကိုခုံကိုခုံ၄နှစ်ပေါ့ဆရာအကြိုက်ဆုံးကိုခုံ၄နှစ်နော်ဒီမှာ6ကွက်ဖြစ်သွားမယ်ဟုတ်လားကနေ6ကွက်ဖြစ်သွားမယ်ဒါဆရာအကြိုက်ဆုံး2ကွက်ကကိုခုံ၄နှစ်ဒါပဲ၄နှစ်ကတော့ဒါ သူ့ရဲ့ကိုးခွန်ရဲ့ဒဲကြောင်ဆရာပါဝါချိန်ထုတ်လိုက်တာပါဝါချိန်လိုက်တာဟုတ်တယ်မလေးကိုတလုံးကလည်းရှိနေတာဟိုလေးကိုထိတ်ကလည်းရှိနေတယ်ကိုကကိုးခွန်လို့မင်းတို့ခေါ်တဲ့တင်မတော်လို့ပတ်ဆိုတော့ပါဝါလှန်ပြီးလေးနှစ်လို့သူလှုပ်သွားတတ်လို့နော်မူတဘောကသူ့မူလေးရဲ့လှုပ်တတ်တယ်အဲ့တော့ဒီမှာဇာတာဆရာအကြိုက်ဆုံးကနနှစ်ကွဲတဲ့နော်ဇာတာကြိုက်ဆုံးဒါအကြိုက်ပေါ့ဟုတ်လား ကဲကျန်တာတွေကတော့မိတ်ဆွေတို့သဘောကဲအားလုံးပဲဆင်ပြီးကြပါစီလို့เนาะစိတ်ဤကျန်တာတွေကိုယ်ဤကျန်ပါခြင်းပြည့်စုံကြပါစီဟာလားတဲ့6ခွက်ကဲအားလုံးပဲဘိုင်ဘိုင်ကဲညနေစီရရင်စစ်ကြိုးစားပြီးတော့ရရင်စီဆက်တင်ပြီးမယ်ဟာလားမရရင်တော့လည်းမတင်တော့ဘူးပေါ့เนาะအဲ့တော့မနေရတော့ကလည်းဆရာတို့ကိုတလုံးကမင်းဟာလားကိုတလုံးအဲ့ကိုကမနေဘူးလာတော့မှာเนาะအဲ့ကိုမနေတော့ဘူးကဲအားလုံးပဲဆင်ပြီးကြပါစီဗျာ စိတ်အချမ်းသာကြီးကိုယ်အချမ်းသာကြီးပြည့်စုံကြပါစေလို့နော်လိုရင်ဆန္ဒလေးတလုံးတော့ပြည့်ကြပါစေဟုတ်လားကဲဘိုင်ဘိုင်ညနေရရင်ဆရာဆက်ကြိုးစားပြီးတော့တွေ့ရင်ဆက်တင်ပေးလိုက်မယ်နော်မတွေ့ရင်မတင်တော့ဘူးပေါ့ဟုတ်လားတိတ်တော့မမျောလင်းကြနိုင်လीနော်ကဲဘိုင်ဘိုင်